မြန်မာသချင်းတွေကိုကိုရီးယားဗာရှင်ပြောင်းဆိုလိုက်လို့နာမည်ကြီးနေတဲ့မြန်မာပထမဆုံး K-pop idol DD ပရိသတ်ကြီး DD ကတော့အခုလက်ရှိကိုရီးယားနိုင်ငံမှာ New L အဖွဲ့နဲ့သချင်းတွေတည်ဆူနေပြီးတော့ကိုရီးယားမှာအခြေချနေထိုင်သူလည်းဖြစ်ပါတယ်မြန်မာပြည်အနယ်ပွားဖြစ်ပြီးတော့သူမကခက်ခဲလာတဲ့ကိုရီးယား idol Lanky ကိုအငယ်ကအိမ်မက်မက်ခဲ့တာလည်းဖြစ်ပါတယ် တမဟာ YouTube မှာသတင်းဗီဒီယိုလေးတွေတင်နေလေးချင်းမှုပြီးတဲ့အချိန်တွေမှာမြန်မာပြည်သက်တွေနဲ့အဆက်အသွယ်မပြတ်ရှောင်လို့မြန်မာသတင်းလေးတွေတည်ဆူပြီးတော့တင်ဆက်ပေးခဲ့သူလည်းဖြစ်ပါတယ်။အစရာအတမလေးတီတီကတော့အခုဆိုရင်မြန်မာပြည်သက်တွေကြားထဲမှာရေပန်းစားနေခဲ့ပြီးတမရဲ့ထွက်သက်မတိုင်မီကာဘာသတင်းလေးကလည်း TikTok မှာပေါက်နေခဲ့တာပါ။ဒီတရားအစရာဂျိုးလေးရဲ့ထွက်သက်မတိုင်မီသတင်းလေးကို Korea Version အနေနဲ့ပြောင်းလဲတည်ဆူခဲ့ပြီးမူရင်းစရာရဲ့ခွင့်ပြုချက်နဲ့မူရင်းရှာတာမပြောင်းလို့တည်ဆူပေးထားတာဖြစ်ပါတယ်။ ကိုရီးယားမှာဆိုရင်သူမရဲ့အခန်းထဲမှာတည်ဆူရတဲ့အတွက်လွတ်လပ်မှုရှိပြီးသူမဟဲကျင်နိုင်ဟဲလို့ရှာနေရပါပရိသတ်တွေကလည်းအပြင်ထွက်ဆိုခိုင်းပေမဲ့ကိုရီးယားမှာလမ်းမတွေပေါ်မှာတခြင်းဆိုခွင့်အတန်ကျဲလောင်စွာပြောဆိုခွင့်မရှိတဲ့အတွက်လိုင်းတန်ပေါက်နေတဲ့အခန်းလေးထဲမှာတည်ဆူရတာဖြစ်ပါတယ်ဒီတရောက်လည်းဒီလိုတည်ဆူရတဲ့အတွက်သူမရဲ့အတန်အစ်ဖြစ်ကြောင်းကိုလည်းပြောပြခဲ့ပါသေးတယ်အဘဘကနေထူးချွတ်နေတဲ့သူမဟာလေရှေးသချင်းတွေနဲ့တူမြမတန်ဆင်သချင်းတွေကိုပါစုပြခဲ့တာဖြစ်ပါတယ် တတော်မှာပေါက်နေတဲ့သူမရဲ့ကိုရီးယားပါရှင်တခြင်းအတွက်အစိုးရဂျိုးလေးကိုကျေးဇူးတင်ကြောင်းဗီဒီယိုတစ်ပုတ်တင်ခဲ့ပြီးကလေးလေးတယောက်လိုပျော်နေခဲ့သူဖြစ်ပါတယ်။ဒီတရားသူမရဲ့ကိုရီးယားအိုင်ဒယ်လမ်းကြောင်းမှာခက်ခဲကြောင်းတွေကိုဗီဒီယိုလေးတွေနဲ့ပြောပြပေးခဲ့ပြီး K-pop idol တယောက်ဖြစ်ဖို့ဆိုတာရုပ်ရည်ချောမောနေမှာမဟုတ်ဘဲထဲလန်ကောင်းကောင်းပိုင်ဆိုင်ထားရင်ကို idol တယောက်ဖြစ်နိုင်တယ်လို့ပြောပြခဲ့တာပါ။ တချင်းတိုင်းလိုလိုခါပါပြန်ဆိုပြနေခဲ့ပြီးသူမရဲ့အကနာစိတ်တွေမှာမြန်မာပြည်သက်တွေအတွက်ဖြောပြပေးနေစူးစမ်းနေသူလည်းဖြစ်ပါတယ်။တောက်ပြင်အတန်ချိုချိုအေးအေးလေးတွေနဲ့မြန်မာတချင်းမျိုးစုံကိုခါပါပြန်ဆိုနေပြီးသူမရဲ့ခါပါတချင်းတိုင်းကလည်း Trump ဖြစ်နေကတစ်တော့မှလိုက်ဆော့နေကြတာဖြစ်တယ်လို့သူမရဲ့ social မှာလည်းပြောပြကကျေးဇူးတင်စကားဆုတ်ခဲ့တာပါ။အောင်မြင်လာရင်ခြေဆောင်ကန်တက်ကြတယ်ဆိုတော့မြန်မာစကားပုံတိုင်းမှာ မြန်မာလူမျိုးချို့ကတော့ကိုယ်နိုင်ငံချင်းချင်းအားပေးမယ်မရှိဘဲအစိုးရရဲ့ခွင့်ပြုချက်မတောင်းဘဲဆိုရဲလို့လည်းရှုံချခဲ့ကြပါသေးတယ်။ဒီတရားလည်းအစိုးရတော်တော်များများရဲ့တခြင်းတွေကိုဆိုရှယ်မှာတွားရောက်ခွင့်တောင်းပြီးမှတည်ဆူခဲ့တာဖြစ်တယ်လို့ပြောပြထားခဲ့ပါသေးတယ်။မြန်မာမာလီတယောက်ပြီးပြီးကိုရီးယားနိုင်ငံမှာကြောင်တက်အလုံးလုံးနေရင်အိုက်တယ်တယောက်ဖြစ်အောင်စူးစမ်းရုံးကန်နေသူလည်းဖြစ်ပါရည်။ဒီမားရဲ့တခြင်းတည်ဆူပုံတွေကမြန်မာအတံမပီတာတွေရှိရတဲ့အတွက် ကြိုးစားပြီးတော့လည်းနောက်ထပ်ကာပါလေးတွေတည်ဆိုပြီးထပ်မံကြိုးစားပေးမယ်လို့လည်းအင်တာဗျူးတစ်ခုမှာပြောပြပေးခဲ့ပါတယ်။မြန်မာလူမျိုးတယောက်အနေနဲ့အခြားနိုင်ငံမှာအောင်မြင်နေတဲ့ပေါ်မြန်းစွာဂုဏ်ယူဝမ်းသာမိပြီးအားပြရကြိုးလဲနှက်ပါတယ်။ဒီဒီယာခုဆိုရင်တော့မြန်မာပြည်သက်တွေတင်မဟုတ်ပဲနိုင်ငံခြားပြည်သက်တွေလည်းအများကြီးကိုပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ဒီတော့ပြည်သက်ကြီးမြန်မာသင်းတွေကိုကိုရီးယားပါရှင်နဲ့ပြောင်းဆိုရင်နာမည်ကြီးနေတဲ့ဒီဒီပေါ်မှာမှတ်ချက်လေးတွေပြောပြပေးခဲ့ကြပါအောင်နော်။